ကဘာပေါ်ကအစအမြင့်ဆုံးအကစားပွဲတော်တစ်ခုကိုပြပါဆိုလို့ရှင်တော့အိုလံပစ်အကစားပွဲတော်ကိုပဲညွှန်ပြရမှာပါကဘာပေါ်ကတိုက်ကြီးအသီးသီးကနိုင်ငံဘောင်းဆောင်ကအကစားနီးဘောင်းဆောင်ဝင်ရောက်ရှင်ပြိုင်ကြပါတယ်အဲ့လိုပဲအာရှတိုက်မှာဆိုလို့ရှင်လေအာရှအကစားပွဲတော် ဥရောပတိုက်မှာဆိုလို့ရှိရင်လည်းဥရောပအာကစားပွဲတော်ဆိုပြီးတော့တိုက်ကြီးအလိုက်အာကစားပွဲတော်တွေအသီးသီးရှိကြပါတယ်။အဲ့ဒီအာကစားပွဲတော်တွေကိုတော့ကျွန်တော်တို့၄နှစ်တစ်ချိန်ကျင်းပလေးရှိပါတယ်။ကျွန်တော်တို့အာရှတိုက်ကအရှေ့တောင်အာရှလို့ခေါ်တဲ့အာဆီယံဒေသမှာဆိုလို့ရှိရင်လည်းအဆိုပါအာကစားပြိုင်ပွဲတစ်ခုရှိပါတယ်။အဲ့ဒီပြိုင်ပွဲကိုတော့ကျွန်တော်တို့ Sea Games လို့ခေါ်ပြီးတော့နှစ်နှစ်တစ်ချိန်ပုံမှန်ကျင်းပလေးရှိပါတယ်။အဲ့တော့ကျွန်တော်တို့ဒီ Sea Games ဆိုတဲ့အတိတ်ဘက်ကပါတယ်။ Sea ဆိုတာတော့ကျွန်တော်ပင်လဲပေါ့နော်။ game ဆိုတာကတော့ကျွန်တော်တို့ဒါအကစားပွဲတော်တွေကိုပြောတာပါအဲကစားပွဲများပေါ့နော်အဲ့တော့စီးဆိုတဲ့အဓိပ္ပာယ်ကဒါကျွန်တော်တို့အဓိပ္ပာယ်တွေအများကြီးရှိရပေါ့နော်အဓိကဘာလဲဆိုလို့ရှိရင်ဒီစီးဆိုတာ तू ဘာပြောချင်တာလဲဒီစီးဆိုတာတော့ကျွန်တော်တို့သိထားတာပင်လေတို့သိထားတယ်ဒါပေမဲ့ तू ဆိုလိုချင်တာကဘာလဲဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီအရှိတောင်အာရှဒီတာကိုကျွန်တော်တို့ဒီကပားပြင်ဘက်ကကြီးလိုက်မယ်ဆိုလို့ရှင်အိန္ဒိယသမုတ်တရားအစိဖိတ်သမုတ်တရားနဲ့တောင်တရုတ်ပင်လယ်ပေါ်မှာရှိတဲ့ဒီနိုင်ငံတွေနဲ့ဖွဲ့စည်းထားတဲ့ နိုင်ငံတွေဖြစ်တယ်ပေါ့နော်ကျွန်တော်အာဆီယံဒေတာကနိုင်ငံ17နိုင်ငံလုံးကိုကြီးလိုက်မယ်ဆိုလို့ရှိရင်လေနိုင်ငံဘယ်နိုင်ငံကမှကျွန်တော်တို့ကုန်းတွင်းပိတ်နိုင်ငံဆိုတာမပေါဘူးပေါ့နော်နိုင်ငံတိုင်းနိုင်ငံတိုင်းကသူတို့စီမှာဒါပင်လယ်ထွက်ပေါက်တွေရှိကြတယ်ဒီပင်လယ်ကြီးဒီသမုဒ္ဒရာကြီးပေါ်မှာဖွဲ့စည်းထားတဲ့နိုင်ငံတွေရှင်ပြိုင်ကစားကြတဲ့အကစားပွဲတော့ ဒီလိုမျိုးဆိုလိုချင်တာပေါ့နော်ဒီ sea game ဆိုတာကအဲ့တော့ဒါကျွန်တော်တို့ပင်လယ်အားကစားပွဲတော်ကျွန်းဆွယ်အားကစားပွဲတော်ပေါ့နော်ရခင်တုံးကတော့ဒါကျွန်တော်တို့ဒီပွဲတော်ကိုကျွန်းဆွယ်အားကစားပွဲတော်ဆိုပြီးတော့ခေါ်ဝေါ်ကြပါတယ်နောက်ပိုင်းမှာတော့ဒါကျွန်တော်တို့အပြည့်ဆိုင်ရာစကားဖြစ်တဲ့အင်္ဂလိပ်စကားနဲ့ပဲဒါ sea game ဆိုပြီးတော့ပဲလူတွေကဒါအလွယ်ပဲခေါ်ဝေါ်လေးရှိပါတယ်ဒါကတော့ကျွန်တော်တို့ဒါ sea game နဲ့ပတ်သက်ပြီးတော့ဒါ sea game ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုဒါကျွန်တော်ရှင်းပြတာဖြစ်ပါတယ်အဲ့ဒီလိုမျိုးလှပတဲ့ ခန်းထားတဲ့အာကစားပြိုင်ပွဲကြီးကကျွန်တော်မြန်မာနိုင်ငံကနေပြီးတော့စတင်ပေါက်ဖွားခဲ့တယ်လို့ပြောမယ်ဆိုလို့ရှိရင်ယုံကြမလားဗျစိတ်ဝင်စားဖို့ကောင်းတဲ့အဲ့ဒီပွဲတော်ကြီးဖြစ်ပေါ်လာပုံတမိုင်းချောင်းကိုကျွန်တော်နဲ့အတူတူလိုက်ပါလေ့လာကြည့်အောင်ဗျအရှိတောင်အာရှအာကစားပြိုင်ပွဲဤမူလအမည်မှာအရှိတောင်အာရှကျွန်းဆွယ်အာကစားပြိုင်ပွဲဖြစ်သည့်ထိုပွဲတော်များမတိုင်မီအချိန်ကမြန်မာနိုင်ငံမှထိုင်းနိုင်ငံအားဖိတ်ခေါ်ကား အားကစားပြိုင်ပွဲများကျင်းပခဲ့သည့်ထိုင်းနိုင်ငံဆိုင်ရာအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌဖြစ်လာမိလန်ဆူကွန်နိုင်ပရာတစ်ကအကြံရလာပြီးဒေသတွင်ပြိုင်ပွဲတစ်ခုရှိလာရန်စဉ်းစားမိခဲ့သည့်1958ခုနှစ်နေလ22ရက်နေ့ဂျပန်နိုင်ငံကအင်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့်၃ချိန်မြောက်အာရှအားကစားပွဲတော်တွင် အရှိတောင်အာရှကျွန်းဆွယ်နိုင်ငံများ၏ခေါင်းဆောင်များတွဲဆောင်ဆွေးနွေးခဲ့ကြပြီး ဒေတာဆိုင်ရာအကစားအဖွဲ့အစည်းရှိတဲ့သည်ဟုစဉ်းစားခဲ့ကြသည်ထို့နောက်ထိုင်းနိုင်ငံဆိုင်ရာအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌဖြစ်လာမည်လန်စုကွမ်နိုင်ပရာတစ်ကအရှေ့တောင်အာရှကျွန်းဆွယ်အကစားပွဲဆော်ဒီအေရှန်ဖနင်ဆူလာဂိမ်းဆိုသည့်အမည်ကို ရွေးချယ်အတည်ပြုပေးခဲ့သည်ဤပွဲသည်ဒေတာတွင်နိုင်ငံများ၏အကစားပွဲတော်ဟု ဆိုတော်လဲချစ်ကြည်ရေး ပူပေါင်းဆောင်ရွက်ရေးနိုင်ငံရေးစီးပွားရေးနဲ့ဒေတာတွေတည်ငြိမ်ရေးစသည်တို့အတွက်လည်းရည်ရွယ်ကျင်းပရခြင်းဖြစ်သည်။ဤပြိုင်ပွဲများမှအစပြုပြီးအာရှအာကစားပွဲတော်အိုလံပစ်အာကစားပွဲတော်စသည့်ကမ္ဘာပြိုင်ပွဲများသို့တလန်းရှင်ပြိုင်နိုင်ခွင့်ရရှိနိုင်သည့်အခွင့်အလမ်းများလည်းတည်ရှိနေသေးသည်။ထိုင်းမြန်မာမလေးရှားလာအိုတောင်ပီယန်နဲ့ ကမ္ဘောဒီးယားတို့ကအရှိတောင်အာရှကျွန်းဆွယ်အကစားပြိုင်ပွဲ SEA Games ဖြစ်လာမိ SEAP တီထောင်သူနိုင်ငံ6နိုင်ငံဖြစ်လာကြပြီးတော့အကစားပွဲတော်တွေကိုနှစ်နှစ်တစ်ချိန်ကျင်းပရန်1956ခုနှစ်ဇွန်လတွင်ဆုံးဖြတ်ခဲ့ကြသည်ပထမဦးဆုံးသောပွဲတော်ကိုဘန်ကောက်မြို့၌1956ခုနှစ်တွင်ကျင်းပခဲ့ပြီးမြန်မာ Thai Malaysia Singapore တောင်ပီယန်နန်နဲ့လာအိုနိုင်ငံတို့ ပါဝင်ရှင်ပြိုင်ကစားခဲ့ကြသည်1982ခုနှစ်ပွဲတော်တွင်ဖိလစ်ပိုင်၊ဘရိုနိုင်းနှင့်အင်ဒိုနီးရှားတို့အားပါဝင်ဆင်နွှဲနိုင်ရန်အင်ရှင်မလေးရှားမှအကြံပြုတော်လဲထိုင်းနိုင်ငံမှလက်မခံခဲ့ပေ1985ခုနှစ်ရှစ်ကြိမ်မြောက်အာဂစာပွဲတော်တွင် နိုင်ငံရေးအခြေအနေများကြောင့်နိုင်ငံ၄နိုင်ငံသာပါဝင်နိုင်ခဲ့၍ထိုအခါမှသာဘရိုနိုင်း၊အင်ဒိုနီးရှားနှင့်ဖိလစ်ပိုင်တို့ကို ွဲ့ဝင်အဖြစ်လက်ခံရန်စဉ်းစားခဲ့ပြီးနောက်1989ခုနှစ်၌ဖိုးနှစ်နိုင်ငံလုံးကို ပါဝင်ရှင်ပြိုင်ခွင့်ပြုခဲ့သည်ဖိုးနှစ်တွင်ပင် SCAP အဖွဲ့ချုပ်ကအရှေ့တောင်အာရှအားကစားအဖွဲ့ချုပ် Saudi Asian Game Federation SEAFG ဟုအမည်ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီးရှင်ပွဲတော်ကိုစီးကိန်းဟုလူသိများခဲ့သည် မြန်မာဘောလုံးချေပရိသတ်များအားလုံးပဲမင်္ဂလာပါ1959ခုနှစ်ကစတင်ကျင်းပခဲ့တဲ့စီကိန်းပြိုင်ပွဲကလက်ရှိမှာဆိုလို့ရှိရင်32ကြိမ်အထိကျင်းပပြီးစီးခဲ့ပါတယ်လက်ရှိ2025ခုနှစ်မှာတော့ထိုင်းနိုင်ငံကအင်ရှင်အဖြစ်နဲ့33ကြိမ်မြောက်အရှိတောင်အာရှအားကစားပွဲတော်ကိုလက်ခံကျင်းပသွားမှာပါကျင်းပပြီးစီးခဲ့တဲ့32ကြိမ်မှာထိုင်းနိုင်ငံကအင်ရှင်ဖြစ်နဲ့6ကြိမ်မလေးရှားကလည်းအင်ရှင်ဖြစ်နဲ့6ကြိမ် စင်ကာပူအင်ဒိုနီးရှားနဲ့ဖိလစ်ပိုင်တို့ကအင်ရှင်ဖြစ်တဲ့၄ချိန်ကျောင်းမြန်မာနိုင်ငံကတော့အင်ရှင်ဖြစ်၃ချိန်ဗီယက်နမ်ဘရိုနိုင်းလာအိုကမ်ဘောဒီးယားတို့ကအင်ရှင်ဖြစ်တဲ့၃ချိန်စီလက်ခံကျင်းပခွင့်ရရှိခဲ့ပါတယ်အဲ့တော့စတင်ကျင်းပခဲ့တဲ့1956ခုနှစ်ကနေစပြီးတော့လက်ရှိ2025ခုနှစ်နှစ်ပေါင်းကျော်လို့60ကျော်အတွင်းမှာဒါကျွန်တော်တို့ဒီစုရစိတ်ရက်တိမှုဇာတ်မှာကြီးမယ်ဆိုလို့ရှိရင်တော့ထိုင်းနိုင်ငံကရွှေရစိတ်စုကို 2453ခုအထိရရှိထားပြီးတော့ဒါအအောင်မြင်ဆုံးနိုင်ငံတနိုင်ငံဖြစ်ပါတယ်ဒုတိယနေရာမှာတော့အင်ဒိုနီးရှားအသင်းကရွှေဒစိ1980ခုအထိရရှိထားပါတယ်တတိယနေရာမှာတော့မလေးရှားကရွှေဒစိ1386ခုအထိရရှိထားပါတယ်စထုံးရနေရာမှာတော့ဗီယက်နမ်ကရွှေဒစိ1269ခုအထိရရှိထားပါတယ်ပြင်စမနေရာမှာတော့ဖိလစ်ပိုင်ကရွှေဒစိ1180ခုအထိရရှိထားပါတယ် စထမနေရာမှာတော့စင်ကာပူကရွှေတစိမ့်1045ခုအထိရရှိထားပြီးတော့ကျွန်တော်မြန်မာအသင်းကတော့တတမမြောက်အောင်မြင်ဆုံးအသင်းဖြစ်ရွှေတစိမ့်994ခုအထိရရှိထားပါတယ်။ဒါကျွန်တော်တို့မြန်မာသင်းအနေနဲ့ကကြီးလိုက်တဲ့အခါမှာဒါကျွန်တော်တို့ဒီဒါကတော့အပီပီဆိုင်ရာအာကစားပေါ့နော်အာကစားအာကစားနီးဘောင်းစုံပါတယ်။အာကစားနီးဘောင်းစုံရက်တိမှုကိုကြီးလိုက်တဲ့အခါမှာလည်းကျွန်တော်တို့မြန်မာကအဆင့် ခုနှစ်ဆိုတဲ့နေရာမှာယက်တည်နေတယ်ဒါကကျွန်တော်တို့ဘောလုံးအဆင့်အတန်းတွေမှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာအသင်းကဒီအာဆီယံဒေသမှာဆိုအဆင့်6အဲ့လောက်ပဲရှိတာပေါ့နော်ဒါအပီပီဆိုင်ရာအာကစားပြအာကစားနီးပေါင်းစုံကိုပေါင်းစုလိုက်တဲ့အခါမှာလည်းမြန်မာအသင်းရဲ့ ranking ကအဆင့်ခုနှစ်ဆိုတဲ့နေရာမှာပဲရှိတယ်အဲ့တော့ကျွန်တော်တို့အာဆီယံဒေသမှာကျွန်တော်တို့မြန်မာကအာကစားနဲ့ပတ်သက်ပြီးဘလောက်တောင်မှနေကြနေလဲဆိုတာကိုဒါဒီစုတစိတ်ရက်တည်မှုစရာတွေကိုကြည့်လိုက်လို့ရှိရင်ဒါကျွန်တော်အထင်သားမြင်တွေ့ရမှာပါအဲ့တော့ကျွန်တော်မြန်မာရဲ့အောက်မှာဆိုလို့ရှိရင် အဆင့်၈နေရာမှာတော့ကမ္ဘောဒီးယားကရွှေတံဆိပ်159ခုအဆင့်9နေရာမှာလာအိုကရွှေတံဆိပ်89ခုအဆင့်10နေရာမှာဘရူနိုင်းကရွှေတံဆိပ်18ခုနဲ့အဆင့်17နေရာမှာအရှေ့တီမော့ကရွှေတံဆိပ်3ခုတို့ကိုရရှိထားတာပါအဲ့တော့ကျွန်တော်တို့မြန်မာအသင်းရဲ့အထက်ကစင်ကာပူနဲ့မြန်မာတို့ရဲ့ရွှေတံဆိပ်ရရှိမှုကွာဟချက်ကိုကြည့်မယ်ဆိုရင်လေဒါတော်တော်လေးကိုကွာတာတွေ့ရတယ်ရွှေတံဆိပ်အခု900လောက်ကွာတယ် အဲ့လိုဒီကွာဟသွားရတဲ့အကြောင်းရင်းကဘာကြောင့်လဲဘာကြောင့်မို့လဲဒီလိုမျိုးစီးကိန်းဆိုတဲ့ပြိုင်ပွဲကိုဒါကျွန်တော်မြန်မာနိုင်ငံကနေအစပြုခဲ့တာလို့တမိုင်းနေရပြောရတယ်ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံကရွှေတစိမ့်စုဘာကြောင့်မို့တခြားနိုင်ငံတွေထက်စာလို့ရှိရင်အရန်နဲနေရတာလေထိုင်းဆိုလို့ရှိရင်ရွှေတစိမ့်2000ကျော်လောက်ရခဲ့ပြီဗျာကျွန်တော်မြန်မာ900လောက်ပဲရတယ်900ကျော်လောက်ပဲရတယ်အဲ့တော့ဘာကြောင့်အဲ့လိုဒီကွာဟရတာလဲအဓိကအကြောင်းရင်းကတော့ 1969ခုနှစ်ကစခဲ့တာပါ1959ခုနှစ်ကထိုင်းနိုင်ငံမှာပထမအကြိမ်ကျင်းပပြီးတော့1962ခုနှစ်မှာတော့ဒါကျွန်တော်တို့ရန်ကုန်မှာဒုတိယအကြိမ်မြောက်အကစားပွဲတော်ကိုကျင်းပခဲ့တယ်အဲ့ဒီနောက်1969ခုနှစ်မှာရန်ကုန်မှာပဲကျွန်တော်တို့ဒုတိယအကြိမ်မြောက်ပေါ်တော့ဒါအင်ရှင်ဖြစ်တဲ့လက်ခံကျင်းပကိုရခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာတော့ဒါကျွန်တော်တို့1969ခုနှစ်နောက်ပိုင်းမှာကျွန်တော်မြန်မာနိုင်ငံမှာနိုင်ငံရေးအခြေအနေတွေတိုင်းပြည်မငြိမ်မသက်မှုအရေးတွေကြောင့်ကျွန်တော်နိုင်ငံကအင်ရှင်ဖြစ်တဲ့လက်ခံကျင်းပကို မရရှိခဲ့သလိုတခြားနိုင်ငံကအင်ဂျင်ဖြစ်တဲ့လက်ကန်ကျင်းမာကွင်ရရှိတဲ့ပြိုင်ပွဲတွေကိုတွားရောက်ရှင်ပြိုင်ရမှာလဲကျွန်တော်နိုင်ငံရဲ့အနေအထားအရဒါအရောက်မှာခက်ခဲခဲ့တယ်ပေါ့နော်အဲ့လိုအနေအထားတွေမှာ1990ရာနေပြီး2000ခုနှစ်လောက်ထိကိုဒါကျွန်တော်တို့ကတခြားနိုင်ငံတွေထက်စားလို့ရှိရင်အဆက်အဆအရာရာ အာကစားမှာနိုင်ကြခဲ့တာကိုဒီစုတိစိတ်ဆရာယက်တီမှုကိုကြီးလိုက်မယ်ဆိုရင်ပဲအထင်သာမြင်တွေ့ရပါတယ် အဲ့တော့အခုနေ2025ခုနေထိုင်းနိုင်ငံမှာကျင်းပမဲ့33ချိန်မြောက်စီကိန်းပြိုင်ပွဲမှာဆိုလို့ရှိရင်လေကျွန်တော်တို့မြန်မာနိုင်ငံကအားကစားနီ36နီးမှာကစားသမား1489ဦးထိဝင်ရောက်ရှင်ပြိုင်သွားဖို့ရှိပါတယ်မြန်မာနိုင်ငံကပြည်သက်တွေစိတ်ကြိုက်ဖြစ်တဲ့အားကစားနီးတွေဖြစ်တဲ့ဒါကျွန်တော်တို့ပြေးခုံပြစ်ကြက်တောင်ဘီလီယံနဲ့စနုကာလက်ဝေးလှေလောစစ်တူရင် e-sports ဘောလုံးဘောလုံးမှာဆိုလို့ကျွန်တော်တို့ဒါကွင်းနဲ့ဖူဆဲပေါ့နော်ပြီးရင် hockey ော်လီဘောအလေးမဘူရှူနဘန်းအစရှိသဖြင့်ပေါ်ဒါဒါကျွန်တော်တို့မြန်မာနိုင်ငံကပရိသတ်တွေအကြိုက်အားကစားနည်းတွေကိုဝင်ရောက်ရှင်းပြိုင်သွားမှာဖြစ်တယ်လို့တခြားသောအားကစားနည်းတွေဖြစ်တဲ့ဒါကျွန်တော်တို့အားကစားနည်းများစွာကိုလည်းမြန်မာနိုင်ငံကနေပြီးတော့ဝင်ရောက်ရှင်းပြိုင်ဖို့ရှိနေတာပါအဲ့တော့ကျွန်တော်တို့ဒါစက်တောင်အားကစားမှာဆိုလို့ရှိရင်လည်းဒါတထားတူစာတို့လို့ဒါကျွန်တော်တို့ကဘာအစစ်မီစက်တောင်အားကစားတမားတွေကကျွန်တော်တို့မြန်မာနိုင်ငံကိုကိုစားပြုပြီးတော့ဒါရှင်းပြိုင်သွားမှာဖြစ်ပါတယ် ပြီးခဲ့တဲ့ကျွန်တော်တို့2023ခုနှစ်ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပခဲ့တဲ့စီးကိန်းပြိုင်ပွဲမှာဆိုလို့ရှိရင်တော့ဒါမြန်မာအသင်းကရွှေတစိမ့်22တခုအထိရခဲ့တယ်။အဲ့တော့ကျွန်တော်တို့ဒီနှစ်ထိုင်းနိုင်ငံမှာကျင်းပမယ့်စီးကိန်းပြိုင်ပွဲမှာရောမြန်မာအသင်းပြီးခဲ့တဲ့2023ခုနှစ်ခါထက်ပိုမိုများပြားတဲ့ရွှေတစိမ့်အကြီးအတွက်ကိုရရှိမလားကျွန်တော်တို့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ကတော့ဒီ2025ခုနှစ်ထိုင်းနိုင်ငံမှာကျင်းပမယ့်စီးကိန်းအားကစားပြိုင်ပွဲမှာမြန်မာနိုင်ငံကဘောလုံးအသင်းတွေ ရှင်ပြိုင်ကစားမဲ့အားကစားပွဲတွေနဲ့ပတ်သက်တဲ့သတင်းတွေကိုဒါအဓိကဦးစားပေးပြီးတော့တင်ဆက်သွားမှာဖြစ်ပါတယ်။တခြားသောအားကစားအကြောင်းအရာတွေကိုလည်းအလင်းသိရင်သိတယ်လို့ကျွန်တော်ဖော်ပြပေးသွားပါမယ်ဗျ။အဲ့တော့ကျွန်တော်နောက်ဆုံးအနေနဲ့မြမဘောလုံးအသင်းတို့ရဲ့ဒါပွဲအချိန်စရာလေးတွေကိုကျွန်တော်တင်ဆက်ရင်းနဲ့ဗီဒီယိုလေးကိုအဆုံးတတ်ပြသေးတယ်။အမျိုးသားဘောလုံးပွဲစဉ်စရာလေးတွေကိုကြည့်လိုက်ရအောင်။မြမအသင်းကအုတ်စုစီမှာ ကျွန်တော်ဖိလစ်ပိုင်အင်ဒိုနီးရှားတို့နဲ့တုံးစုတဲ့ကြားရောက်နေပါတယ်။အုပ်စုအဖွဲ့ပွဲစဉ်အဖြစ်ကတော့လာမယ့်ဒီဇင်ဘာလ9ရက်နေ့မြန်မာစံတော်ချိန်ညနေ9:00နာရီခွဲမှာမြန်မာအမျိုးသားအသင်းအနေနဲ့ဖိလစ်ပိုင်အသင်းနဲ့ရင်ဆိုင်ရမှာပါ။အဲ့ဒီနောက်ကျွန်တော်တို့နားရက်ကတော့တော်တော်လေးရပါတယ်။နားရက်6ရက်လောက်ရတယ်ပေါ့နော်။ရပြီးတော့မှဒါကျွန်တော်တို့ဒီဇင်ဘာလ12ရက်နေ့ရောက်မှဒါအုပ်စုဒုတိယပွဲစဉ်အဖြစ်အင်ဒိုနီးရှားအသင်းနဲ့ရင်ဆိုင်ကစားရမှာပါ။အဲ့ဒီပွဲစဉ်ကိုလည်းမြန်မာစံတော်ချိန်ညနေ9:00နာရီခွဲမှာရှင်းပြန်ကစားသွားမှာဖြစ်ပါတယ်။ မြန်မာအမျိုးသားအသင်းရဲ့ပွဲစဉ်တွေကိုတော့ Channel 7ပတ်ရုပ်တံလိုက်ပြုံး Play Sport Application နဲ့ဒါကြောင့် Reader Channel တွေကလည်းဓာတ်ရိုက်ထုတ်လွှင့်ပြသပေးသွားမယ်လို့သိရှိရပါတယ်မြန်မာအမျိုးသမီးအသင်းရဲ့အုပ်စုပွဲစဉ်များမြန်မာအမျိုးသမီးအသင်းအနေနဲ့ကတော့အုပ်စုဘီမာဖိလစ်ပိုင်မလေးရှားဗီယက်နမ်တို့နဲ့တအုပ်စုတွေကြာရောက်နေပါတယ်လာမယ့်ဒီဇင်ဘာလ9ရက်နေ့မှာတော့မြန်မာအမျိုးသမီးအသင်းအနေနဲ့ကအုပ်စုအဖွဲ့ပွဲစဉ်အဖြစ်ဖိလစ်ပိုင်အမျိုးသမီးအသင်းနဲ့ရှင်ပြိုင်ကစားရမှာပါ အဲ့ဒီနောက်ဒီဇင်ဘာလ၈ရက်နေ့မှာတော့မလေးရှားမျိုးသမီးအသင်းနဲ့ရှင်ပြိုင်ကစားရမှာဖြစ်ပြီးတော့အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်ကတော့ဒီဇင်ဘာလ၁၇ရက်နေ့မှာ BNN အမျိုးသမီးအသင်းနဲ့ရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်။မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းရဲ့ဘောလုံးပွဲစဉ်တွေအားလုံးကိုတော့မြန်မာစံတော်ချိန်ညနေ၃နာရီခွဲမှာရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။အဲ့တော့ဒါကျွန်တော်စီးကိန်းပြိုင်ပွဲမှာမြန်မာဘောလုံးအသင်းနဲ့ဝေယောင်ရှင်ပြိုင်ကစားမယ်။ ဘောလုံးပွဲတွေရဲ့သတင်းအချက်အလက်တွေကိုအမြဲတမ်းသိရှိချင်တဲ့ဆိုလို့ရှိရင်တော့ဒါကျွန်တော်ရဲ့ BDTV ဆိုတဲ့ channel လေးကို subscribe လုပ်လေးနှိပ်ထားဖို့တောင်းဆိုပါရစေခင်ဗျာ။